မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ကသူ့ကိုသူပြန်ခန့်ထားတယ်ယာယီသမရကာကွယ်ရေးဦးစီးချုပ်နဲ့ဝင်ကြီးချုပ်ဆိုပြီးတုံးမီရယာတုတုံးမှုနဲ့ဒီကနေ့ကာလုံးအစည်းအဝေးခေါ်ယူပြီးအရေးပေါ်6လသက်တမ်းတိုးဖို့ရှိနေတယ်ဆိုပါတယ်ရှမ်းမီနယ်မြောက်ပိုင်းမှာရှိတဲ့ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေနဲ့တူတရုတ်နဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါဝင်နိုင်ငံခြားသားတွေကိုပါ ကကွယ်စောင့်ရှောက်ပေးတော့မှာဖြစ်တယ်လို့ MNDAA ကနေထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့အကျန်းဖက်စစ်ကောင်းဆောင်မဲအောင်လိုင်းကသူ့ကိုသူပြန်ခန့်ထားတယ်ယာယီသမရာကာကွယ်ရေးဦးစီးချုပ်နဲ့ဝင်ကြီးချုပ်ဆိုပြီးသုံးမီရယာဒုသုံးခုနဲ့ပဲဒီကနေ့ကလုံးအစည်းအဝေးခေါ်ယူပြီးအရေးပေါ်6လသက်တမ်းတိုးဖို့ရှိနေပြန်တယ်လို့သိရပါတယ်ဇူလိုင်လ22ရက်နေ့ကပဲအကျန်းဖက်မဲအောင်လိုင်းက ယာယီသမရမြင့်ဆွေဟာလက်ရှိဂျမ်းမာရေးအခြေအနေအရဈေးကူတမှုခံယူနေရတဲ့အတွက်ဆိုပြီးယာယီသမရယာဒုနဲ့တာဝန်တွေကိုသူ့ကိုယ်သူပြန်ခန့်ပြီးလွှဲပြောင်းယူလိုက်ပြီးတဲ့နောက်မှာပဲဒီကနေ့ဇွန်လ31ရက်နေ့မှာတော့အဲဒီလိုသူ့ကိုယ်သူပြန်ခန့်ထားတဲ့ယာယီသမရယာဒုနဲ့ပဲကလုံးအစည်းအဝေးကိုခေါ်ယူပြီးချက်လာတတ်တန်းတိုးဖို့ရှိနေတယ်လို့သိရပါတယ်အချမ်းဖတ်စစ်ကောင်စီပြောခွင့်ရဇော်မင်းထွန်းကတော့အခုလိုအချမ်းဖတ်မင်းအွန်လိုင်းအနေနဲ့သူ့ကိုယ်သူယာယီသမရပြန်ခန့်တာဟာဥပဒေနဲ့ညီတယ်ဆိုပြီးပြောခဲ့တယ်လို့ ကားလုံးအစည်းအဝေးခေါ်တဲ့အချိန်မှာလေမင်းအွန်လိုင်းဟာယာယီသမရအနေနဲ့ပဲစောင်ရွက်มาဖြစ်တယ်ဆိုပြီးတော့ပါထုတ်ပေါ်ပြောဆိုခဲ့ပါသေးတယ်အဲ့ဒီကားလုံးအဖွဲ့မှာကအဖွဲ့ဝင်၁၂ဦးရှိပြီးလက်ရှိမင်းအွန်လိုင်းကတော့ကားလုံးအဖွဲ့တက်ကနေရာ၃ခုကိုသူတယောက်ထဲယူထားတာဖြစ်တယ်လို့ယာယီသမရရောကာကွယ်ရေးဦးစီးချုပ်ရောနိုင်ငံတော်ဝန်ကြီးချုပ်ရောသူတယောက်ထဲနဲ့၃မြေရယာဒူးတွေနဲ့ဒီကနေ့မှာပဲပထမဦးဆုံးအကြိမ်ကားလုံးအစည်းအဝေးခေါ်ယူมาဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ အကြံပတ်စစ်ကောင်စီရဲ့သူလောက်ခံဝန်ထမ်းတွေကိုလဆာတိုးမြင့်ပေးမှုခရက်ကြောင့်ပြည်တွင်းမှာဒေါ်လာဈေးတွေအစမတန်မြင့်တက်လာတဲ့အချိန်မှာပဲ73စီတွေလည်းစတင်ပြက်လက်လာနေပြီးရန်ကုန်နဲ့မန္တလေးမှာဒီကနေ့မနက်ပိုင်းက73စီရဖို့ဆိုင်ငယ်နဲ့ကားတွေတန်းစီစောင့်ဆိုင်ဝယ်ယူနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဒီကနေ့ဇွန်လက31ရက်နေ့မနက်ပိုင်းမှာပဲရန်ကုန်မြို့မှာရှိတဲ့73စီအယောင်ဆိုင်တော်တော်များများမှာ73စီဝယ်ဖို့တန်းစီစောင့်ဆိုင်နေတဲ့ကားတန်းတွေပြန့်ဖြစ်လာပြန်ပြီး အရင်တခါလို့အခြေအနေမဆိုးသေးပေမဲ့စီဆိုင်တွေမှာတော့တန်းစီနေတဲ့ကားတွေဟာမိနစ်30နီးပါးတန်းစီပြီးတော့စီဝဲယူနေရပြီဖြစ်တယ်လို့တချို့စီဆိုင်တွေဆိုရင်3000ဘိုးပဲရမယ်ဆိုပြီးကန့်တတ်ထားတဲ့ဆိုင်တွေလည်းရှိတယ်လို့ရန်ကုန်မြို့နယ်တက္ကစီရင်မောင်းတို့ကရှင်းပြထားပါတယ်။တပတ်ကမန္တလေးမြို့မှာလေဒီကနေ့မနက်ပိုင်းမှာပဲ73စီပြက်လက်တဲ့အခြေအနေတွေစတင်ဖြစ်ပေါ်နေပြီ။စီဆိုင်တော်တော်များများမှာ73စီရဖို့ဆိုင်ကယ်တွေကားတွေကြိတ်ကြိတ်တူတန်းစီဝယ်ယူနေရတဲ့အခြေအနေတွေဖြစ်နေတဲ့အပြင်စီကလို့တလောက်လဲဝယ်လို့မရသလို့ ဆိုင်ငယ်ဆိုရင်9000ဘိုးနဲ့ကားဆိုရင်3000ဘိုးသာရောင်းပေးတဲ့ဆိုင်တွေလည်းရှိနေပြီဖြစ်တဲ့အတွက်မန္တလေးမှာတော့73စီးပြဿနာကတော်တော်ကြီးကြီးမားမားပြန်ဖြစ်နေပြီလို့မန္တလေးမြို့နယ်ပြည်သူတို့ကပြောထားပါသေးတယ်။လက်ရှိပြည်တွင်းမှာကစစ်ကောင်စီရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်ငွေကြေးဖောင်းပွားမှုတွေတဖြည်းဖြည်းမြင့်တက်လာတာနဲ့အမျှဒေါ်လာဈေးဟာလည်းထိမ့်မနိုင်အောင်မြင့်တက်လာတဲ့အတွက်73စီးတင်သွင်းတဲ့သူတွေဟာစစ်ကောင်စီရဲ့ဗဟိုဘဏ်ကဒေါ်လာမရောင်းပေးတော့အပြင်ပေါက်ဈေးနဲ့ဒေါ်လာတွေကိုဝယ်ပြီး စီရီကိုတင်သွင်းနေရတာတော့စစ်ကောင်စီကစက်သုံးစီကိုအနိုင်စင်းနဲ့ပဲရောက်ရမယ်ဆိုပြီးအမိန်ပေးခိုင်းစေနေတဲ့အတွက်အရှုံးတွေပဲတောက်လျှောက်ပေါ်နေတဲ့စက်သုံးစီတင်သွင်းတဲ့သူတွေဟာစီတင်သွင်းမှုတွေရော့ကြလာပြီးစီပြက်လက်မှုဖြစ်ပေါ်လာတာဖြစ်တယ်လို့စီတင်သွင်းတဲ့သူတွေစီကနေသိရပါတယ်ခင်ဗျတဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေနဲ့အတူတရုတ်နဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါဝင်နိုင်ငံခြားသားတွေကိုပါကာကွယ်စောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ MNDAA ကနေစွန်နယ်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲတရားဝင်ကြေညာလိုက်ပါတယ် MNDAA စီရင်ညွန်ကြားရေးမှုတွေအနေနဲ့လေအမျိုးသားဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲတွေဆင်နွှဲရမှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအပြည့်အဝကာကွယ်ရမှာဖြစ်တဲ့အပြင်တစ်ဖက်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုပါကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်လို့ MNDAA ရဲ့စီရင်ကော်မတီကတရားဝင်ထုတ်ပြန်ထားတာပါလက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေနဲ့တရုတ်နိုင်ငံခြားသားဝန်ထမ်းတွေလည်းရှိနေတဲ့အတွက် မာမိတ်ဖွဲ့စည်းတွေအနေနဲ့တိုက်ပွဲတွေဆင်နွှဲရမှာအဓိကပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုအပြည့်အဝကာကွယ်စောင့်ရှောက်ပြီးတစ်ဖက်မှာလည်းတရုတ်နိုင်ငံပါဝင်ဘလို့နိုင်ငံခြားယင်းနှိမ့်နယ်မှုကိုမဆိုးဘယ်နိုင်ငံကနိုင်ငံခြားသားကိုမဆိုးတိုက်ပွဲတွေဖြစ်နေရင်တော့အပြည့်အဝကာကွယ်ပေးရမှာဖြစ်တယ်လို့ MNDAA ကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာဒီတစ်ခါဒင်းသာရီတိုင်းဘက်မှာတော့ပလောမြို့နယ်ကပလောကုန်းကျေးရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ စခန်းကိုစုံခွာပြီးထွက်ပြေးသွားကြတဲ့အတွက်တော်လန်ရေးတပ်တွေကနယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အချိန်လက်နက်ခဲယံတချို့နဲ့စစ်အသုံးဆောင်ပစ္စည်းတွေကိုတင်စီရရှိခဲ့တယ်လို့ကျန်းယူဗဟိုကနေထုတ်ပြန်ထားပါတယ်။ဇူလိုင်လ29ရက်နေ့ကပဲဘလောကုန်းကျေးရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောတိတွေဟာတော်လန်ရေးတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကိုမခံနိုင်တော့တဲ့အတွက်စခန်းကိုစုံခွာပြီးအကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါတယ်။အဲ့ဒီနောက်တော်လန်ရေးတပ်တွေကစခန်းကိုဝင်ရောက်ထိန်းချုပ်လိုက်ပြီးနယ်မြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့ရမှာတော့ စစ်ကောင်စီရဲ့လက်နက်ခဲယံတချို့နဲ့စစ်အတုံးဆောင်ပစ္စည်းတွေကိုပါသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုကနေထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းတောင်သားမြို့နယ်နဲ့ရေစကြိုးမြို့နယ်ကစစ်ကောင်စီတပ်သား2ဦးဟာဒေါ်လန်ရေးတပ်တွေစီမှလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့ဒေါ်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါတယ်ဇူလိုင်လ28ရက်နေ့ကပဲမန္တလေးတိုင်းကတောင်သားမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်သား2ဦးဟာလက်နက်ခဲယံတွေယူလာပြီးတောင်သားမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီမှအလင်းဝင်ရောက်လာတဲ့အတွက် ဒေါ်လာရေးတက်တွေကငွေကျပ်350ကိုပါစုငွေချင်းမြင့်ပေးခဲ့တယ်လို့ Scorpion PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။တစ်ဖက်ကရေစုံမြို့နယ်မှာလည်းဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲရဲတက်ချက်အောင်မြတ်သူဆိုတဲ့သူဟာလက်နက်ခဲယံတွေယူလာပြီးဒေါ်လာရေးတပ်ဖွဲ့ရဲ့စီမအလင်းဝင်ရောက်လာတဲ့အတွက်အဲ့ဒီရဲတက်ချက်ကိုလည်းဒေါ်လာရေးတက်တွေကငွေကျပ်330ချင်းမြင့်ပေးခဲ့တယ်လို့ Riot Eagle PDF တပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရုံခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ